စစည်းကြောင်းကတော့တခြားကြောင်းပြောရမယ်လို့တော့ထင်တယ်ဗောနော်ဆိုတော့ client ဒီစစည်းရဲ့လက်ရှိ current form ဗောနော် current form ဘယ်လိုဘယ်လိုမြင်လဲချက်စီချက်စီရဲ့ဒီ current form ကတော့ထုံးစံတိုင်းမှာပဲဒီနီးပြလိုချင်တဲ့ပုံစံနီးပြသွားချင်တဲ့ပုံစံနဲ့ကစားသမားတွေရဲ့ကစားသမားတွေမှာရှိနေတဲ့ ability ရဲ့သူတို့ရဲ့ဒီအာတမ်းမှုရဲ့အခုဒီ ဟိုအခြေဆက်မမီသေးဘူးဗျာ connected မဖြစ်နေသေးဘူးကစားဟိုနီးပြားကပဲဒီဒီကစားသားတွေကိုသူလိုချင်တဲ့ပုံစံကိုရိုက်မထည့်နိုင်တာကစားသားတွေကလည်းဒီ tactically ညာဒီ flexible မဖြစ်တာလားတော့မသိဘူးအဲ့အဲ့လိုမျိုး Chelsea တင်းကိုအများနဲ့ချင်းအများနဲ့ပြောပြပါတယ်ဒီ fluid through ရဲ့ကစားတဲ့ပုံစံ fluid မဖြစ်ဘူး team အတင်းတင်းအနေနဲ့ကစားနေရလို့မခံစားရဘူးတူတူချင်း player တွေနေရာတိုင်းမှာ position ကစားသားတွေအများကြီးပဲ ဒီကစားပုံက competent မဖြစ်တဲ့ပုံစံမျိုးဖြစ်နေရမျိုးတွေ့ရတယ်။အဓိကကတော့နောက်တန်းနဲ့ကုသမာတီယာတီမှာလည်းန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 ည်း throw ကလည်းပါရပြဒီအဓိကကတော့ဆိုတော့ဒီနောက်တန်းကနောက်တန်းကတော့ခုနပြောသလိုဒီ Charlo Bet တို့လိုနေရာကတော့အဲ့လိုသွားခြင်းနဲ့ဆိုရင်တော့ဒီကစားမတူတက်နိုင်မလားမနိုင်မလားတော့မသိဘူးနော်ဒါပေမဲ့ကိုဒီသတိထားပြီးကြည့်တော့ပွဲတွေမှာဆိုရင်တော့အဆင်မပြေဖြစ်ဖို့ရများတယ်ပြီးတော့ဒီမနေ့ကပြောခဲ့လို့ပဲကိုတဲ့ရဒီဒီကိုဘာမရဲ့တက်ကိုလည်းတကယ်ကျော့ရှော့နေခြင်းတဲ့ကိုကိုဘာမရဲ့တက်ကဒီ ိုက်နံပါတ်10ရိုးဆိုရင်လည်းဒီအိုက်အိုက်နေရာမှာပဲရှိနေသေးတယ်ကျင်းတယ်သူ့ကိုဒီ near box post မှာပဲထားတာပို့ပြီးတော့အနေအများကြီးကစားသမားဗျာသူသူ near box မှာရှိနေတယ်ဂိုးရနိုင်ကြီးဒီ SC ကပို့ပြီးတော့မြင့်နေလို့ပဲထင်တယ်သူရဲ့ဒီ patient ရောပြီးတော့ဒီ finishing ရောတော်တော်ကောင်းတဲ့ကစားသမားဆိုတော့ဒီကစားသမားကို draw လုပ်ပြီးတော့ဗျာဒီကစားကွက်မှာဟိုဘယ်လိုပြောမလဲ position base setup ပေါ်မှာအရန် reliable ဖြစ်နေတဲ့ပုံစံကဒီကစားသမားရဲ့ ability ကိုဖြုတ်ချနေရလို့လည်းခံစားရတယ်ခံစားရပြီးတော့ခုနပြောသလိုပဲဒီ anzolo စီကနေပြီးတော့လည်းရားသလောက်အခွင့်အရေးကိုမရတော့ဒီသမားတွေပြပြနိုင်တဲ့လောက် performance ကိုလည်းမပြနိုင်တော့ဘူးလို့ထင်တယ်ဆိုတော့ HSC ကအမှန်တမ်းပြောရင်အဲ့တစ်ချက်ကိုပြင်လိုက်မယ်ဆိုရင်လောလောဆယ်ဒီ ဘလေးဖွန်းတဲ့ဘက်သွားတဲ့အချိန်မှာရုံးကန်ရတဲ့အခါမျိုးတော့ရှင့်ရှိနေမယ်ဒါပေမဲ့အဲ့ကောင်ကလည်းဟိုအဲဒါအဲ့လိုမျိုးလုံနေမှာပဲ connected မိမှာဆိုတော့ဒီကိုဘာမရဲ့ test ကိုတော့ short ချတင်တယ်နဲ့ပြီးတော့ခုနပေါ်ဒီဒီဝင်းအဓိကပြီးတော့နောက်တစ်ခုကဒီဟိုဟာတွေကိုအယမ်းမိကိုပဲဗျာဒီဝင်းဝင်းနေဘက်ကကစားသမားတွေဆွဲပြီးပြီးတော့ဒီ crow ball တွေရိုက်တယ်ဒါပေမဲ့သူတို့ crow ball တွေအဲ့လိုမျိုးဒီတောက်လျှောက်ရိုက်ပြီးမဲ့ပေါက်ထဲမှာကျတော့ကစားသမားလုံလုံလောက်လောက်နေရာယူထားမျိုးမရှိဘူးဗျာယူထားဟုတ်တာခုနပြောလို့ dot အစင်ရတဲ့ဟာတဲ့ အဲ့လိုမျိုးဆိုတော့အမြဲတမ်းအဲ့လိုမျိုးနောက်ကျနေရဆိုတော့အဲ့အပိုင်းအပိုင်းမှာတော့တော်တော်ကြီးအားနေတယ်။ချက်စီးကိုတကယ်မြင်တော့ကြည့်မယ်ဆိုရင်ဒီနီးမြဒီအန်ဆိုမာရက်စကာလည်းဘယ်လိုပြောမလို့သူ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 ရဲ့ဒီ base structure ကသူကသူတော့ရှိပြီးသားဗျာရှိပြီးသားဆိုပေမဲ့အ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 ဆင့်တီကိုခုလောလောဆယ်ရရောက် ရောက်မနေဘူးရောက်မနေတဲ့အခါမှာကြီးရတော့ဟိုအဆင်ပြေတဲ့ခါလည်းရှိသလိုအဆင်မပြေတဲ့ခါမျိုးလည်းရှိနေတယ်ဒါပေမဲ့အခုကဒီ type အချိန်ကိုရောက်နေပေါ့အဓိကကတော့ဒီ champion league ဝင်ခွင့်က တော်တော်လေးအရေးကြီးနေတဲ့အချိန်ဆိုတော့ဟိုတအားကြီးဒီချိန်မှာတော့အရန်ကြီးခေါင်းမာမျိုးတွေမဖြစ်စေချင်ဘူးတခါလေးကြောက်လေဒီ transition နဲ့သွားတဲ့နဲ့အခါမျိုးကြရင်လည်းသွားပေါ့ဟို direct play နဲ့သွားလို့ရပါတယ်ကျွန်တော်ပြောတာဘောလုံးကန်တာပဲဝင်ရဖို့ပါပဲဟို play from the back ကြီးကနေပြီးအခုဘောလုံးကွင်းထဲလောက်ကနေပြီးတော့ကျွန်တော်တို့ဘောလုံးလှုပ်ပြီးတော့အဲ့ဟာကိုနောက်ပြန်ပေးပြီးတော့နောက်ကနေပြီးတော့ဟိုဘေးတက်ပြီးပြန်ဆရမယ်ဆိုတဲ့ပုံစံမျိုးကကျတော့အဲ့ဟာကကျတော့ဟိုလွန်ခဲ့တဲ့ဟိုဟိုဟာတန်းကပြီးသွားပြီလို့ထင်တယ်ဗျအခုဘွားကြီးတောင်မှအဲ့ဟာလည်းအလုံးမဖြစ်တော့ဘူးဆိုတာဟိုမြင်နေရတယ် အဲ့ဘလေးဘရွန်ရဲ့ဘက်ကသွားကျင်နေတဲ့ဟာကိုတော့တောင်တန်ရောကတော့ short တင်တယ်တခါလေးကြောက်တယ်ဒီဒါရိုက်အသက်ပေါ့ဗျာထိချက်23ချက်နဲ့ဒီဘက်ကိုချင်းချောင်းနိုင်ပွေးရတယ်အရေးကြီးရယ်အဲ့တော့ဒီအခုဒီ position ကိုကိုင်းပြီးတော့ဒီအမြဲတမ်းဒီ head space တွေတဲ့ကိုပဲချောင်းပြီးတော့စံထွဲမှာဒီဒီ overload ယူပြီးတော့စော့နေတဲ့အသင်းတွေက premier league မှာရေရှည်ကြောက်အဆင်မပြေနိုင်တော့အဆင်မပြေနိုင်တော့ဆိုတော့ premier league အသင်းတွေရဲ့ low block setup ကတော်တော်ကောင်းလာတဲ့အတွက်ဟိုအသင်းတစ်သင်းအားလား ဟုတ်တယ်ရတခါလေကြရင်လည်းအဲ့လိုမျိုးဝင်းနေဘက်ကိုမိခူကမျိုးရှိမယ်တခါလေကြောလည်းဒီဆန်ခေကိုလည်းမိခူကမျိုးရှိနေမယ်အဲ့လိုပုံစံနှစ်မျိုးလောက်မှမသွားနိုင်ဘူးဆိုရင်ပရီးမီးယားလိမှာကျတော့ဒီရုပ်ခံရခက်လိမ့်မယ်လို့ပဲမြင်တယ်ဆိုတော့အဲ့လိုသွားတဲ့အတင်းတိုင်းကအဲ့လို approach နှစ်ခုကိုတော့သွားတင်တယ်လို့ပဲထင်တယ်ဟို approach approach နှစ်ခုနဲ့ပေါ့နော်အနည်းဆုံးတော့လေအဲဒါကတော့ဒီဒီဟိုအဓိကကဗျာဒီကြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ကိုကဘယ်လိုတိုင်းစစ်စင်မယ်ဆိုတာမျိုးနဲ့ဟို သွားတင်တဲ့ပုံစံတိုင်းတပွဲလာတိုင်းလည်းပိုဇက်ရှင်ကိုအသားပေးမယ်ပိုဇက်ရှင်ကိုအသားပေးပြီးမှဒီလိုမျိုးခံမယ်ဆိုရင်တော့အဲ့လိုမျိုးအဆင်မပြေဒါပေမဲ့အန်ဆိုမာရက်စ်ကလည်းခုနပြောလိုပဲဒီပက်ကွာရီယိုလာရဲ့လက်အောက်ကနေပြီးတော့ထွက်လာတဲ့နီးပြပြီးပြီးသူ့မှာလည်းအဲ့ mindset ကဆိုတော့ပက်ကွာရီယိုလာတောင်မှသူ့ရဲ့ဒီဟာတွေကိုဒီ slightly change ချက်တွေလုပ်လို့ပြီးတော့သူကျူးစားရတယ်အခုဝဲလာတဲ့အခုသူနောက်ပိုင်းဝဲတဲ့ profile တွေအရစားဗျာအမှန်တိုင်းပြောရင်သူ့ရဲ့အကြိုက် profile တွေမဟုတ်တော့ဘူးပြောင်းနေတယ် ုံစံနဲ့ဒိုကူလို့ဘယ်သူလို့ထားမှာတော့ဒိုကူဆိုရင်သူသူ့ရဲ့ဟိုသူ့ရဲ့ personality အရာသူ့ရဲ့ကစားကွက်အရင်တော့ system စတိုင်းရဆိုရင်ဒီကစားမတွေကခေါ်ခဲ့တဲ့အကြောင်းကိုမရှိဘူးဗျာကျွန်တော်တို့အကြောင်းရှိဟုတ်ပါတိုင်းကလည်းအဲ့လိုမျိုးတူးချင်းတိတ်ကုန်လုံးမှုတွေဘာတွေဘိုင်းမှာလဲဟိုလှုပ်ချင်လာတဲ့အတွက်သူတို့အဲ့အဲ့လိုမျိုးတွေပြောင်းလာဆိုတော့ဟို Azumarez ကဒီတကယ်လို့သူ့ရဲ့ system ကိုအောင်မယ်ဆိုရင်တောင်မှကျွန်တော်ပြောလို့ Chelsea ကိုဟို bid bid တစ်ခုတော့တဲတဲပြီးနိုင်နေမှာဗျာပြီးရင် ဒီအဓိက main flaw ကိုရဖို့ကျတော့ဒီ trial ကကောင်းတဲ့နီးပြတယောက်ယောက်နဲ့အဲ့တော့အဲ့လိုမျိုးပြန်ပြီးတော့ဟိုအစားထိုးနိုင်လို့နေ maybe ပြဒီဒီနီးပြနဲ့လည်း flaw ရယူနိုင်တာမျိုးတွေပါတယ်တော့ရှိကောင်းရှိနိုင်မယ်ဒါပေမဲ့ဒီနီးပြနဲ့သွားတဲ့အချိန်တွေကဒီနီးပြကို base structure တစ်ခုလောက်ဒီပုံဖော်လောက်အောင်ဒီပုံဖော်ပေးနိုင်ပြီးသွားရင်တော့ဒီချက်ပူကောင်းတဲ့ဒီ trial ကကောင်းတဲ့နီးပြတယောက်နဲ့ပြီးတော့သွားတဲ့နေပြီးတော့အသင်းမှာဒီ leadership ကောင်းတဲ့ဘာသာမတယောက်နှစ်ယောက်ကိုတော့ထပ်ပြီးတော့ နေနဲ့ခေါ်တဲ့ပြီးတော့တချို့နေရာတွေ short တဲ့နေနေရာတွေ short ပြီးတော့ပဲအဲ့လိုမျိုးသွားတဲ့နေလို့မြင်တယ်ချက်စီရဲ့အခြေအနေကအခုခုနကောင်းနေရာရင်းမှာ potential ကစားသမားကြီးများပြီမဲ့စူးစီးမှုရှိရဲ့ဒီစူးစီးမှုရှိနေရဗျာဒီအတင်းလိုက်ကစားနေရလို့မခံစားရအောင်သူ့အဲ့ဒီ5ရက်သွင်းသွားတဲ့ပွဲလေဟိုဘိုးပြသာတွင်းတာဒါပေမဲ့အဲ့လိုမျိုးမခံစားရအောင်ချက်စီကိုကြည့်နေရတယ်ပြီးတော့အဲ့လိုချက်စီရဲ့နောက်တစ်ခုကကဒီအလိုလိုအလိုလို mindset အရာလိုလိုနှိမ့်နေတဲ့အားမျိုးကအခု ီအနာထောက်ပုံစံမျိုးဖြစ်နေတဲ့ပုံစံမျိုးကလည်းချက်စီးမှလည်းရှိရဲ့အမှန်တမ်းပြောရင်ဒီဟာဒီမက်စီတီးနဲ့တွေ့ခဲ့တဲ့ပွဲဆိုရင်တို့ဒီထားပါတော့ဒီဟိုကောင်ရဲ့ခုဆန်တော့လားသူအဲ့အိတ်ကောင်ရဲ့အမားနေသူတို့အဖွင့်ကိုရရတဲ့ပွဲအဲ့ပွဲဆိုရင်အမှန်တမ်းပြောမယ်ဆိုရင်ကျွန်တော်ကြည့်ဆိုရင် Chelsea ကို Man City အဲ့လောက်ကောင်းနေတဲ့ Chelsea ကိုတိုင်းကဒီ Man City နဲ့တွေ့ရင်အောက်အသင်းဆိုတဲ့ပုံစံမျိုးခံယူခံယူပြီးတော့ဟုတ်ဟုတ်မိုင်းဆက်မျိုးနဲ့ကစားနေရမျိုးပြောဆိုတော့အဲ့မိုင်းဆက်တည်းကဟိုချိန်မှုရလိုရပြသေးလားအဲ့အဲ့မိုင်းဆက်ကချိန်မှုရလိုရဟိုကျွန်တော်မန်ယူတို့ကဒီချိန်ဒီလိုဖြစ်နေတဲ့ချိန်တို့ကနားလည်ပြီးလို့ရတယ်ချယ်ဆီရဲ့အချိန်တွေကမိုင်းဆက်ကချိန်တင်တယ်ဘာလို့လဲဆိုတော့တို့ကဒီတိုင်တယ်ချမ်းလိုက်ဟိုမှာခင်ဗျအဆင့်နှစ်တီဟိုတို့ရောက်ခဲ့တည်းရပဲဆိုတော့အဲ့လိုမျိုးမချိန်နိုင်ရင်တော့မလို့ပြီးတော့ပရီးမီးယားလေးကဒီကြီး၆ကြီးရှိရဆိုပြီးတော့ပြောထားတဲ့အတိုင်းပဲအဲ့လိုကြီး ဟိုထိတိုက်တွေ့ဆုံမှုတွေမှာအတင်းကြီးချင်းထိတိုက်တွေ့ဆုံမှုတွေမှာကကျွန်တော်တို့သားနေမှာပဲအဆင်ပြေရဆိုတော့ဖလားရကျင်နေဆိုရင်တော့အဲ့ leadership ကောင်းကောင်းနဲ့အဲ့ spirit fighty spirit ကောင်းနဲ့ကစားသမား2ယောက်3ယောက်လောက်ထပ်ပြီးတော့လုပ်မယ်လို့ထင်တယ်ပြီးတော့ဒီ resilient ကိုဘုရားဘလို့သမလို့ resilient ကိုကျွန်တော်ကြိုက်တဲ့ထဲမှာတော့ပါဒါပေမဲ့အမှန်တမ်းပြောရင်ဒီ resilient တို့လူရှော့တို့မေဆွန်မောင်တို့ကဟိုသူ့ရဲ့ဒီဟိုသူ့ဒီဒီအပြားဒီ ဒီ football ရဲ့ demand ကိုသူတို့ရဲ့ဒီ body structure ကမတိုက်နိုင်တော့ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ဟိုအဲ့ကြတော့ဟိုအားကိုးလို့တော့ရရရမှာပဲပြာဒါပေမဲ့ဟိုတောင်းတဲ့နေရာနေအဲ့လိုမျိုးသုံးလို့တော့ရရမှာ speed လို့သုံးမယ်ဒါပေမဲ့ရေရှင်းမှာသူနဲ့တီးပြီးတော့ဆက်လက်သွားဖို့ရတော့ဟိုမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်မြင်တယ်အခုမေဆွန်မောင်းဆိုရင်လည်းကြည်နေနေတော့ကစားတဲ့အချိန်ကျရင်ဒီကစားမကသူ့ရဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့ဟာကဒီပရီးမီးယားလိရဲ့တန်တန်းသူလိုအပ်တဲ့တန်တန်းကိုမပြီးနိုင်တော့တဲ့အခါမျိုးကျတော့သူလည်းဒီထိုင်ရရဖို့ရများတယ်ဆိုတော့ရဒီ သူတို့အဓိကဟိုဟာလို့တာ Chelsea ဒီအပြောင်းရွှေ့ပိတ်ခံရတဲ့အချိန်မှာသူတို့ဟိုလူဝယ်လို့မရဘူးဗျာလူဝယ်လို့မရတော့ကျတော့ဒီ lambda ရဲ့လက်ထက်မှာလာမသိဘူးเนาะသူတရားစီလုံးကိုသွားတယ်တရားစီလုံးကိုဒီကစားသမားတွေနဲ့သွားခဲ့တာသူတို့ကျွန်တော်ပြောတော့အဲ့ကစားသမားတယောက်ကပွဲဆက်များနေဟာလို့ဒီပွဲချိန်များလာတဲ့အခါကျရင်သူတို့မှာတစ်ခုရှိနှစ်ခုပဲရှိတာသူတို့နှစ်ခုပဲတစ်ခုကအဲ့ long term injury ရရင်ရမရရင်တစ်ခုကကျတော့အဲ့ခြေစမ်းက consistency မရှိတော့မှနဲ့ထိုးပြီးတော့ကြာတော့ဘာမှ အာမဲမဟုတ်ခဲနဲ့ပေါ့ဗျာဒီတိုင်းထိုးချသွားတဲ့ပုံစံမျိုးဖြစ်တာဆိုတော့ဒီကစားသမားတွေကအဲ့လူရှောရောမေဆွန်မောင်ရောရီစီဂျင်းရောကအဲ့အဲ့သူတို့ဖြစ်သွားတဲ့ပုံစံတပုံစံနဲ့ပဲပြီးတော့ခုလက်ရှိဒီခုနပြောတဲ့ဒီ conference လေးအကြောင်းပြောမယ်ဆိုရင်လည်းဒီ conference လေးတွေဆိုတာမန်တိုင်းရွယ်မလိုဘူးဗျာပြီးတော့ပိတ်သက်ကြမှာခု Euro ပါလိနဲ့ Champions League ကပိတ်သက်တွေဒီလက်ခံထားတဲ့ပွဲဖြစ်တယ်လို့တို့ဒီ Euro နဲ့ဒီကမ္ဘာဖလားနဲ့ဆိုတာလည်းလက်ခံတာပဲဒီဒါပေမဲ့ဒီ international ဒီ international ဖလားတို့ခု conference လေးလို့ဆိုတာကျတို့ဒီ business အရာထပ်ထည့်လိုက်တဲ့အမျိုးဆိုတော့မန်တိုင်းရွယ် ူဝိုင်းရရတော့ကောင်းတယ်ဗျာဒီကစားသမားတွေဘက်ကကြည့်ရင်ကျတော့တော်တော်ကြီးကိုစိုးရဲဆိုတော့ဒါဒီဘက်ဂွာရီယိုလို့ဘက်ဂွာရီယိုလာဘာညာသူတို့ကစဗျာဒီကစားသူတို့ဒီဟာကိုတော့သူတို့သဘောမကျအောင်ကစားသမားတွေဘက်ကနေပြီးတော့ထောက်ခံတယ်ဒီရိုဒီတို့ဘာလို့ဆိုရင်ဒါအပြင်းထန်ပြောပါဗျာဒီပွဲချိန်တွေအရင်ကစားရတဲ့ပုံကအဲ့တော့ကစားသမားတွေကအခုဒီမော်ဒန်ကိမှာပို့ပြီးတော့ကစားရတဲ့အခါမျိုးကျတော့ဒီရီကဗာရီပြန်လုပ်နိုင်ဖို့အဲ့ပိုင်းတွေရလို့အခုတော့ဒီဘောလန်ဘောလုံးရဲ့ တောင်းဆိုတဲ့ demand ကိုကျတော့အဲ့ကစားသမားတွေရဲ့အခမ်းအနားကိုဒီ physical ကိုကမလိုက်နိုင်တော့ဆိုတော့ physical ကိုအတင်းကောင်းဆောင်အနေနဲ့တည်ပြီးတော့ကစားဖို့ဆိုတာမျိုးကချက်စီကဘယ်လိုမှမဖြစ်နိုင်တော့ဘူးချက်စီကဘယ်လိုမှမဖြစ်နိုင်ဘူးအပြီးတော့အဲ့သူ့ကိုတည်ကစားမယ်ဆိုရင်လည်း fighting spirit တစ်ခုကရမှာမဟုတ်ဘူးအဲ့ချက်စီကဒီနေရာအိုင်းမှာ potential ကစားသမားတွေများနေတာကိုဒီတစုတစီနဲ့ပြန်ဖြစ်ဖို့ဆိုရင်ကျွန်တော်ပြော senior ကစားသမားပဲ senior ကစားသမား track record ပြထားပြီးတော့ proven ကောင်းတယ်ဗျ aura ကောင်းတဲ့ကစားသမားနောက်တန်းမှာပဲဖြစ်ဖြစ်ဒီ queen နဲ့မှာပဲဖြစ်ဖြစ် အဲ့ကစားသမားဗျာရှေ့ထဲမှာဖြစ်ဒါပေမဲ့အဆင်ပြေနှစ်နှစ်နှစ်နေရာလောက်ကိုအဲ့လိုကစားသမားနှစ်ယောက်ခေါ်လိုက်မယ်ဆိုရင်ချက်စီအနေထားတစ်ခုပြီတော့ဒီ dial rate မှာထပ်ပြီးတော့ပါလာလိမ့်မယ်လို့ပြောတယ်။ဒါမဲ့နှစ်မှာလည်းလူမခေါ်လူလုံးလုံးလောက်လောက်မခေါ်ဘဲနဲ့ဒီလို position ကစားသမားကိုပဲထပ်ခေါ်မယ်ဆိုကိုယ်တည်းဒီပုံစံတိုင်းပဲထပ်ဖြစ်နေမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘောလုံးမှာဗျာဒီကစားသမားတွေကအခုဒီဒီဒီမှာအရွယ်ကောင်းလေးတွေနဲ့ position ရှိရယ်ဒီအရွယ်ကောင်းလေးတွေတနည်းပြီးတနည်းတိုးတက်လာပြီးတော့နောက်နှစ်မှာဖလားရမယ်ဆိုတဲ့အာမခံချက်မျိုးကမရှိဘူးဗျာ။ကျွန်တော်ပြောချင်တာအဲအဲ့လိုမျိုးမရှိဘူး။ မရှိဘူးဆိုတော့အသင်းအသင်းကို revolution လုပ်ရတဲ့အခါမှာလူငယ်တွေနဲ့ revolution လုပ်ရတာတော့မှန်တယ်အဲဒါပေမဲ့ဒီ senior ကစားသမားတွေနဲ့ဒီအသင်းကိုထိန်းချောင်းပေးမဲ့ကစားသမားတွေနဲ့တွဲပြီးတော့ပဲအသင်းအသင်းကို revolution လုပ်လို့တွားလို့ကောင်းတာဗျအဲ့တော့အဲ့လိုမလုပ်နိုင်ဘူးဆိုရင်ချက်စီးရဲ့ပုံစံအခုတိုင်းပဲဖြစ်နေတယ်ဦးမယ်ဆိုတော့လာမယ့်နှစ်မှာဒီကစားသမားတွေခုတက်ပိုးတိုးတက်လာနိုင်မယ်လို့တော့ထင်တယ်ဒါမယ့်နှစ်မှာဒီကစားသမားတွေတိုးတက်ကောင်တိုးတက်လာနိုင်ပြီမယ်ဒီလိုမျိုးပဲဖြစ်နေတယ်ဦးမယ်အဲ့ကြတော့ဒီအဲပြောချင်တာကတော့ Enzo Maresca ကို now ဒီ structure တခုတိဆောက်ပေးနိုင်လားကြည့်ပေါ့နော် structure တခုတိဆောက်ပေးနိုင်တယ်ဆိုရင်တော့ဒီဟိုပြောပြောနေတာဗျာဒီအခု modern ကြီးပြားနေရကြတော့သူတို့ရဲ့ဒီ tactical philosophy နဲ့သူတို့ကနာမည်ကြီးလာတာများတယ်တကယ်တော့အခုပြောမယ်ဆိုရင်ဒီ Ruben Amorim ဆိုရင်တကယ်လည်းဒီဥရောပအောင်မြင်မှုနဲ့ဒီ United ရဲ့အနေထားလည်းဆိုရင်ဒီကစားသမားဒီဒီနီးပြားကိုခန့်ဖို့ဆိုရာကြတော့သူသူ့ရဲ့ proven record အလောက်လုံလုံလောက်မရှိသေးဘူးလို့ကျွန်တော်ပြောလို့ရတာဗျာအခု Anzu Marais ကဆိုရင်လည်းသူ့ရဲ့ဒီ ထားပါတော့ဒီကောင်ဗျာအထူးကီရမကင်းလာကီရမကင်းလာဆိုရင်လည်းဒီ A system ကိုတက်အောင်လုပ်ပြီးတယ်ဆိုတော့ထားတော့ဒီ Thomas Frank Thomas Frank ဆိုရင်လည်းဒီဒီသူတို့နီးပြားတွေကဒီ modern နီးပြားတွေက potential တော့ရှိရဗျာဒါပေမဲ့အဲ့နီးပြားတွေကအတင်းလေးတွေတို့ဒီ rim ရှိတဲ့အတင်းတွေကို깟တဲ့အခါမှာ ਨੇ ဒီအစင်လာကြီးမားတဲ့အသင်းတွေကိုကင်တဲ့အခါမှာကျတော့သူတို့ရဲ့ဖီယာတော်တော်ကွာဆိုတော့အဲ့တော့ဒီအစင်လာကြီးမားတဲ့အသင်းတွေကိုကင်ဖို့ရာကျတော့နီးပြားဒီ track record ကောင်းကောင်းနဲ့ဒီ blue man record ပြပြီးသားနီးပြားလေးကအသင့်တော်ဆုံးလို့ပဲမြင်တယ်ဆိုတော့ခု Ruben Amorim လည်းကျတော့ယူ champion league ဖလားယူပေးနိုင်လား premier league ယူဖလားယူပေးနိုင်လားတော့မသိဘူးဒါပေမဲ့သူ့ကိုအဓိကခေါ်တဲ့ရည်ရွယ်ချက်ကကျတော့ဒီအသင်းရဲ့ base structure တစ်ခုကို structure တစ်ခုကိုဖြစ်စေချင်တာဗျာ ရှစ်ရှစ်ဖြစ်နေကြတာဖြစ်နေကြတာဆိုတော့ဒီ structure တစ်ခုဖြစ်သွားမယ်ဆိုရင်တော့အဲ့အနေထားတစ်ခုတွေရောက်ပြီဆိုရင်တော့ကျွန်တော်တို့လည်းဒီ United လည်းနောက်ထပ်ဒီ program တော့ကောင်းတဲ့နီးပြတယောက်ပေါ့ why နီးပြတယောက်နဲ့ဖလားတစ်ခုကိုယူယူယူဖို့ရအဲ့လိုမျိုးဖလားယူနိုင်ဖို့ရကြိုးစားဖို့လိုလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒီ Anzo Mares ကလည်းအဲ့ဘိုင်းလောက်ပဲသွားမယ်ကျွန်တော်နဲ့ Thomas Frank လို့ပြောလို့ဆိုရင်လည်းကျွန်တော် United နဲ့သတင်းထွက်တာပဲဆိုတော့ဒါအဆင်မပြေဘူးနောက်တစ်ခုကဒီ Chelsea ကကျွန်တော်လူခေါ်တဲ့နေရာမှာအခုထက်စာရင်တော့နည်းနည်း ဟိုလူ quantity မလိုတော့ဗျာ quantity ကလိုလောက်နေ quality ကစားသမားဟိုမှာခုနပြောတဲ့ဒီ fighting spirit နဲ့ဒီ leadership ကောင်းကောင်းကစားသမား2ယောက်လောက်ကိုတော့ဟိုကောင်းကောင်းမွန်မွန်ခေါ်တဲ့နယ်လို့ထင်တယ်။သူကကြော United နဲ့ကြော်ပြောင်းပြန်ပြော United ကကြော်ဒီအဆက်ဆက်ရာရအကုန်ပြောင်းပြန်ပြန်သွားနေတဲ့အချိန်ကိုရီ United ကကြော်အခုဒီလူခေါ်မယ်ဆိုရင်ဒီရာလေးဆိုရင်ကျွန်တော်ပြောလို့ quality ကစားသမားတဲ့ quantity ကိုပဲပို့ဦးစားပေးသေးတယ်။ quality ကသာသာမဟုတ်ခေါ်ဖို့ရဆိုရင်လည်းဘန်ဒါရေးကအလောက်ကြီးတိမလောက်ဘူးဗျာဆိုတော့ဒီ40နဲ့60နဲ့40နဲ့နေတဲ့ကအချိုးချောင်းနေနှိုင်းမှာပဲဒါပေမဲ့ crypto က bibe တို့တော့ကျွန်တော်အဲ့တကူတော့ယုံနေတကယ်လေးကိုမကြဘူးတဲ့ကသာသာမလည်းဖြစ်ဖြစ်နေလိမ့်မယ်ဒါပေမဲ့ကြိုက်ချင်းနေတယ် quality ရလာပြီဒါပဲအခုတခါလေးဆိုတွေးမိတယ်ကွာကိုရီတင်းရဲ့ ქვენ လဲမှာဆိုရင်ဒီနှစ်မှာဆိုရင်ဘယ်သူတွေကိုခေါ်တင်လဲပေါ့နော်ဘယ်သူတွေနဲ့အဝင်ချက်ရဲဒါပေမဲ့တခါကျတွေးမိတယ်ဘန်ဖြူပရီးမီယာလိပရီးမီယာလိမှာစောင့်နေတဲ့ကောင်ဖြစ်ရင်ဘယ်ကောင်ဖြစ်ဖြစ်ကွာအခုဒီ ဒီအတန်ဝါတန်လာလာဒါမှမဟုတ်ရင်လည်းခုဘာလီဘာဘာလီဘာဆိုရင်ဒါမဖြစ်နိုင်ဘူးဗျာဘာလီဘာမဟုတ်ရင်သူဘေးရကောင်ဒီအရာရီလာလာဗျာပြီးတော့ဒီမော်ဂန်ရော်ဂျာတို့ဂက်စ်ဝိုက်တို့ကြိုက်တဲ့ကောင်လာခဲ့ဗျာကျွန်တော်ယူနိုက်တက်ဆိုတော့အဆင်ပြေလို့ထင်တယ်ကျွန်တော်ပြောအေးအဲ့လို feeling မျိုးတီကိုရရဗျာဆိုတော့ဒီဒီပရီးမီးယားလိအသင်းတွေမှာကလာနေတဲ့ကွင်းတဲ့ကစားသမားတွေဆိုဒါခုဘာလီဘာတို့ဒီ မော်ဂန်မော်ဂန်ရောဂျာနဲ့ဒီဂေးစဝိုက်တယောက်တည်းတယောက်ရောက်ကိုလည်းကျွန်တော်လိုချင်တယ်အတိုင်းပြောရင်အဲ့အဲ့နှစ်ယောက်တည်းတယောက်ရောက်ရှားခဲ့မယ်ဆိုရင်တော်တော်ကောင်းတယ်ဘာလီဘာကတော့ဖြစ်နိုင်ချင်တယ်ဆိုတော့တခြားကစားသမားတွေတော့ရှိနေမယ်ဒီအဒမ်ဝါတန်လည်းရှိနေရှိနေမယ်ဆိုတော့ကွင်းထဲမှာတော့ဘယ်သူတွေလောက်လာမယ်တော့မသိဘူးဒါပေမဲ့တခြားလီးရကောင်းတွေလည်းဖြစ်ဖြစ်နိုင်တယ်ဒါပေမဲ့နိုင်ပြောရင်တခြားလီးတဲ့ဆိုင်တော့ပရီးမီးယားလီးကိုပရီးမီးယားလီးရဲ့ကစားသမားတွေကိုဦးစားပေးပြီးတော့ဒီနှစ်မှာဒီအနေထားတစ်ခုကိုပဲပြန်တည့်ပြီးတော့လာမယ့်နှစ်မှာကျမှအတိအထက်ကောင်းတဲ့ quality ကစားသမားတွေထပ်ဖြစ်ပြီးတော့ ပို့လို့တဲ့ဟာမျိုး United ကိုသွားသိချင်တာအဲ Chelsea ကတော့မန်နေဂျာ Chelsea ကအဆင့်နှစ်ကိုရောက်တဲ့ချိန်မှာတိုင်တယ်ချန်နယ်ကိုမလုံနိုင်ဘူးဆိုတော့ကျွန်တော်အတိမျိုးသားထုံဆိုးရတယ်ပြောရကျွန်တော်မျိုးရပြောရမယ် Chelsea ကခောက်ထားလိုက်ဟိုခောက်ထားလိုက်ဆိုတော့ Chelsea ရဲ့ပုံစံတချင်းချင်းဒီလိုဒီလိုဒီလိုပြန်ဖြစ်သွားမှာပဲဆိုတော့တည်ရပြီးတော့အဲ Enzo Maris ကဆိုရင်ပြတကယ်အတင်းအဆင့်နှစ်ရောက်တဲ့ချိန်မှာသူကိုယ်တိုင်ကဒီ pressure ခံစားရတယ် Chelsea ကသမားတွေအနေနဲ့ဒီအဆင့်နှစ်ရောက်တဲ့ pressure ကိုမခံစားနိုင်မခံစားနိုင်တော့ဘူးဆိုပြီး तू အဲ့လိုပြောရတယ်တကယ်ဖြစ်တော့မဖြစ်သင့်ဘူးဒါပေမဲ့ तू တင်းရဲ့ချိန်တွေကိုတည်ရပြီးတော့ ူသိရဆိုတော့သူရလဲအဲ့လိုမျိုးချယ်ဆီတက်လာတယ်ဆိုတဲ့ပုံစံကိုကြည့်ဒါပေမဲ့ချယ်ဆီကဘာလို့ချန်ပီယံမဖြစ်နိုင်လဲဆိုတဲ့နှစ်ချက်ကအဲ့ခုနပိုတီစီယကစားသမားတွေများနေပြီးတော့အတင်းရဖလူးဖြစ်တယ်လို့မခံစားရအောင်ကဒုတိယတစ်ချက်ကအတင်းကြီးအတင်းကြီးချင်းတွေ့တဲ့အချိန်မှာသူတို့ဒီလက်ရှိကားနဲ့ပေါင်းကြသူတို့မနိုင်ပေမဲ့သူတို့ရဲ့စိတ်ထဲမှာသူတို့ကအောက်အတင်းဖြစ်ပြီးတော့ကစားနေတဲ့ပုံစံကဆိုတော့ဒီပရီးမီးယားလိချန်ပီယံဖြစ်ဖို့ဆိုတာအတင်းကြီးချင်းချင်းထိတိုက်တွေ့တဲ့အချိန်မှာအမှတ်ယူနိုင်ဖို့ကလည်းအရေးကြီးတဲ့အချိန်မှာချယ်ဆီကအဲ့လိုပွဲတွေမှာအမှတ်မယူနိုင်ဘူးဆိုတော့ကျွန်တော်ကောင်းတယ်ဥပမာပဲဒီမန်ယူ မန်ယူတို့ကိုအနိုင်ယူနိုင်ခဲ့နိုင်ဘူးဗျာတည်လားဒီတကယ်ဒီ necessary rain အပြောင်းလဲဖြစ်သွားအောင်လဲဒီထားပါတော့ဒီဒီဒီ mindset အရာဗျာဒီ reference ပြန်ဖြစ်သွားတဲ့အချိန်လို့သာပြောရပြောရနေမှာဒါပေမဲ့အဲ့ချိန်ကလည်းတကယ်ကျတော့အကွာကြီးဗျာအဲ့လိုမျိုးဗျာ Chelsea ကအတင်းကြီးချင်းချင်းတွေ့တဲ့အချိန်မှာဒီရာစီအမှတ်မယူနိုင်တာတွေကိုသိတော့ကျတော့ Chelsea ကို champion champion ဆင်းရင်းနဲ့မှာတော့မထည့်ထားသေးတယ်ဟုတ်မလိုသေးဘူးမလိုသေးဘူးဆိုတော့မရလည်းမရနိုင်ဘူးသူကတည်ရတကယ်အခုအစင်းနဲ့လည်းရောက်ပြီးတော့ကိုယ်တက်ပြုတ်ကြပဲဗျာတောက်လျှောက်ဗျာဒီတော်တော်ကြီးကိုရုံးကန်ရအခုဆိုရင်လည်း တောက်ချောက်ရုံးငယ်ဒါအစစ်ကြီးကိုရောက်သွားတဲ့ဖီအားကိုသူတို့မခံနိုင်ဘူးဆိုတာနီးပြားသူကပြောရယ်နော် sorry နီးပြားသူတို့နီးပြားအဲ့လိုမျိုးပြောတာဆိုတော့ဒီအဒီအဆိုမှာလည်းဒါလည်း base structure တကူတော့ပြီးတော့ပေးနိုင်ကောင်းဒီဆောက်ပေးနိုင်လိမ့်မယ်ဒါပေမဲ့ဒီ champion league လို့ဒီလိုမျိုးဒီ premier league တိုင်တယ်ကြီးတွေကိုစုစုပေးနိုင်လောက်တဲ့ဒီအစစ်မျိုးရှိလားဆိုတာကျတော့တော်တော်ရုံးငယ်နေတယ်ဥပမာအများကြီးမရှိနေတယ်ကျွန်တော် adidas ကိုကြည့် ာဒီတာဆိုရင်သူ့ရဲ့ဒီ trusted project အရာဆိုရင် तू ကအောင်မြင်တဲ့အနေအထားတစ်ခုမှရောက်နိုင်တယ်ဒါမှမဟုတ်ဗျာအခု तू အောင် तू တနည်းပြီးတနည်းတက်လာတယ်တောက်လျှောက် तू လိုတင်းတနည်းပြီးတနည်းဖောင်အရာတက်လာတယ်နှစ်တည်းအရာကြည့်မယ်ဆိုရင်နှစ်နှစ်ကရာသီဆိုရင် तू ဖလားဗျာဒီဒီ premier league တခု premier league ရရာတင်တဲ့အနေအထားမှရှိခုသူ့ဒီယာကြီးမှာကျွန်တော် champion league ရသေးတယ်တကယ်လို့ရသေးတယ်ဒီဒီအာဒီတာကိုလေဒါပေမဲ့ဒီနှစ်မှာမရဘူးဆိုရင်အာဒီတာရဲ့ level ကအဲ့တိုင်းဖြစ်သွားပြီသူ့ဒီ tactical philosophy အရာအတင်းတင်းကို base structure တော့ဒီဆောက်ပေးနိုင်တယ်ဒါပေမဲ့ ဖလားယူဖို့အတွက်ကျတော့ဒီဥပမာဗျာဒီဘက်ဂွာရီယိုလာပြောဘူးကရှားဘူးမို့လားသူ့ရဲ့ဒီအသေးသေးလေးကိုသူကင်တဲ့တဲ့ချိန်မှာသူတက်တကယ်လေးအရာ30%ပါပဲပါတယ်30%ပါပဲကျန်တာကဒီမန်ဒယ်ရီအရာသူတို့ထည့်ပေးနိုင်တဲ့အပိုင်းတွေဒီကလာမတွေရဲ့ fighting spirit ကိုမြင့်တင်တဲ့အပိုင်းတွေဆိုပြီးသူတို့ပြောအဓိကကဗျာဟိုဘလို့ပဲနေဘလောက်ပဲတက်တကယ်ကောင်းအောင်ဗျာအဓိကကလာမတွေသူ့နေရာနဲ့သူဒီ တောင်းဝင်ကြည့်ရဆိုရင်အဲ့အသင်းတစ်သင်းက fluid ဖြစ်တယ်ဗျ။ဆိုတော့အဲ့လိုမျိုးဒီယာဒီမာလာအာရီပလာတလုံးမှမရခဲ့ဘူးဆိုရင်အာတီတာကိုလည်းအဲ့လိုမျိုးဒီဓာတ်ဘူးဖြစ်တင့်တယ်ဖြစ်တင့်တယ်ဆိုတာ base structure နဲ့ဒီ structure တစ်ခုနဲ့ဗျအသင်းရဲ့ identity တစ်ခုကိုတော့ဒီဆောက်ပေးနိုင်တဲ့နည်းပြလို့တော့မှတ်ယူလို့ရတယ်။ဒါပေမဲ့ premier league လို့ဒီရေရှည်သွားတဲ့တိုင်ပွဲ၊ PR များတဲ့ champion league လို့ပြိုင်ပွဲတွေမှာကစားသမားတွေရဲ့ဒီ mindset နဲ့ mental ကိုမြင့်တင်ပြပြီးတော့ fighting spirit ရအောင်လုပ်ပေးနိုင်တဲ့နည်းပြလားဆိုတာကြတော့ စဉ်းစားရဖြစ်သွားပြီ။ဘာလို့လဲဆိုတော့ Adidas ကမှာက proven record မရှိဘူးကွာ။ကျွန်တော်ပြောတာ proven record လည်းမရှိဘူး၊ track record လည်းမရှိဘူး။ဆိုတော့အဲ့လိုမရှိတဲ့အချိန်မှာကျတော့အဲ့အဲ့ဘိုင်းတွေမှာတော့ပြန်စဉ်းစားဖို့လိုရဲ။အမှန်တမ်းပြောရင် Adidas မှာရတယ်ဒီနှစ်မှာရှိရဲ။ရှိရဲဆိုတော့ तू ကဒီကင်းကင်နေတယ်ဖြစ်ပါလေဆိုပြီးတော့ तू ကိုယ်ကပြောပါဗျာ။အမှန်မဖြစ်နိုင်တာကြီးကိုကိုကတိနေတိနေရကြီးကို तू ကအဲ့လိုကြီးပြောတော့ကျတော့ကိုကအန်ဟောကိုကအန်ဟောပဲဗျာ။ဒါပေမဲ့ ဟိုအာဆန်နေဖန်တော်တော်များများကိုလည်းမေးကြည့်လိုက်ပြသူတို့ဒီအာဒီတာကိုသူတို့အရန်တော့ပြည့်ယုံရတယ်ဒါပေမဲ့အာဒီတာကျွန်တော်မှားနေရတယ်ပြောမှာမဟုတ်ဘူးအချို့အရာတွေကြာရင်သူလည်းဒီအစွဲခဏတော့ဖျောက်ထားတင်တယ်ဖျောက်ထားတင်တယ်ဆိုဥပမာဆိုရင်သူတို့ဒီယာဒီမာသာတကယ်တမ်းကျတော့ဒီနံပါတ်9တိုက်တင်မှုကောင်းကောင်းတစ်ယောက်ကိုဒါဖြည့်ခဲ့မယ်ဆိုရင်အာဆင်နဲ့ဒီယာဒီမာဖလားတစ်ခုကတော့ဒီကြောက်ကိုကြာနေအထူးသဖြင့်ဒီယာဒီကမျှော်မှန်းလို့ကောင်းဆုံးပဲကမက်ဆီဒီယာပုံမှန်ထက်လည်းရုန်းကန်နေရတဲ့အချိန်ရယ် struggle ဖြစ်သွားတဲ့အချိန်ရယ်ဆိုတော့အဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့မန်ယူဆိုရင်လည်း ဟိုလူသားလူလူဝယ်တဲ့နေရာတွေမှန်ဖို့ရာလဲအရေးကြီးရယ်ဟိုချက်စီလဲအဓိကလူဝယ်မှန်ကန်ဖို့လူဝယ်ဒီနေ့လီဗာပူးလဲအိုဗာဟောလောက်အောင်မယ်လီဗာပူးလဲလာမယ့်နေ့မှာဆိုရင်လီဗာပူးလဲလူသားလူဝယ်မှန်ဖို့လိုပဲဆိုတော့ကိုရီမန်ယူကိုပြန်ကြည့်မယ်ဆိုရင်ခက်တာဒီနေ့ဝယ်လိုက်တဲ့လူကဥမာဂျိုရှူဝါစစ်စီဆိုတဲ့ကစားသမားရဲ့ဒီဘရူးဖိုင်းကိုကြည့်မယ်ဆိုရင်ကစားသမားမန်စီးစီးကိုအစ်မပို့ပြီးတော့အဆင်ပြေရယ်အဲ့ကောင်ကိုဘယ်သူကချိန်ထားလဲဆိုတော့ဂျေဆင်ဝဲကိုကချိန်ထားအဲ့ဂျေဆင်ဝဲကိုရဲ့မန်ယူရဲ့ဒီ CEO နဲ့ ဘောဘောစီကြီးကိုလည်းဒီ technical director ကဒီ Omar Freda နဲ့ဒီ Jason Wei ကို Man City မှာအလုပ်လုပ်ခဲ့ဘူးတဲ့သူတွေဆိုတော့ကျွန်တော်အဲ့ဒီ Lamine မှာဆိုရင် तू က အဲ့ကြောသူတို့ကမန်စီးတီးမှာအချိန်တခုယူပြီးတော့မန်စီးတီးကိုဒီလိုအချိန်နဲ့ဒီလုတ်ပေးလာတဲ့အထက်မှာပါတယ်ဗျဒီဒီနှစ်ယောက်ကကြတော့ဆိုတော့မန်စီးတီးရဲ့အမွေတက်နဲ့ဒီမန်စီးတီးမှာအလုံးအလိုမျိုးကစားသမား profile တွေကိုသူတို့အကြိုက်လိုက်ရှာနေမှာဆိုရင်သူ့မှာအတင်းထိုင်းရကြတော့သူ့ tradition တွေနဲ့သူရှိရော United နဲ့ကတော့ different ဖြစ်နေမှာသေးကြတယ်အဲ့ဆိုရင်အခုလိုမျိုးရဒီ round transfer တွေအားလည်းဖြစ်လာအောင်မယ်လို့ပဲထင်တယ်ဟောသူတို့ထင်တယ်ဆိုတော့အဲ့ဒီပိုင်းနေမှာတော့တော်တော် view site ဖို့ရလိုရဲ့ Chelsea ကလည်း Chelsea ကကြတော့ quantity မရှာသင့်တော့နည်းနည်းပိုးတယ်ကစားသမားတွေဖြုတ်ပြီးတော့ quality ကစားသမားနှစ်ယောက်လောက်ကိုထည့်ဖို့ရလိုရဲ့ပြီးရင် ် structure တခုတိဆောက်ပေးနိုင်တယ်ဆိုရင်ပြီးရင်နောက်တဲ့ဒီ track ကိုကောင်းတဲ့နီးပြတရားရောင်းတဲ့ဗျာထည့်ပြီးတော့လောက်တာမျိုးဖြစ်စေချင်တာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒါကျွန်တော်အရင်ကလည်းကျွန်တော်ကလည်းပြောပြောခဲ့ဘူးပဲပေါ့ချက်စီးရအာ form တခုရခဲ့ရခဲ့ရဆိုတာအာဘယ်လိုပြောမလဲ structure ကြကြဟိုတကယ်ဟိုနီးပြကြကြဟိုကောင်းပြီးတော့ဟိုရတာမျိုးမဟုတ်ဘယ်နဲ့ လုံးချပတ်ချရိုက်နေပေါ့နော်လုံးချပတ်ချရိုက်နေတဲ့ဟာကဟို system တစ်ခုလေးလို့ဖြစ်နေတဲ့ခါတော့ဟိုပို့ပြီးတော့ဟိုကောင်းကောင်းနေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်တကယ်လဲကျွန်တော်တို့ကသမားရဲ့အရင်ချင်းဒါမှဒီလို system ဟိုနည်းနည်းလေးပြက်သွားဖောင်းအောက်သွားတဲ့ခါတော့ဘာဖြစ်လဲဆိုတော့ထိုးချက်ချင်းဆိုသလိုကြီးထိုးကြွားထိုးကြွားတော့နီးပြနီးပြရဲ့အရင်ချင်းဘယ်လိုပြောမလဲအတွေ့အကြုံကပြန်မလာနိုင်တဲ့ အဲပုံစံမျိုးဖြစ်တယ်ပေါ့ပြန်မလာနည်းနည်းပုံစံမျိုးဖြစ်တဲ့ခါတော့ဟိုဟာဘယ်လိုပြောမလဲကစားသမားတွေကိုလည်းဒီစစ်တဲ့ပိုင်းဆိုင်ရာရရိုက်သွင်းမပေးနိုင်တဲ့ခါရတော့ချက်ချင်းဆိုသလိုကြီးပြုတ်ကြောဟာပြောင်းဆိုပြောဆိုတော့အခုကတော့ပြန်အဲ့ဒါကိုသူပြန်တီဆောက်နေပြန်တီဆောက်နေပေမဲ့လေဟိုဘယ်လိုပြောမလဲဟိုကစားသမားဘယ်လိုပြောမလဲနီးပြမန်မန်နေဂျမန့်ကိုခေါ်မလားမန်မန်နေဂျမန့်အရန် လည်းညံ့တယ်ပြီးတော့အင်ဂိမ်းမှာအရင်တော့ဆိုရင်ကျွန်တော်တို့ပြည်လူသားလဲတာအရန်နောက်ကြတယ်ကျွန်တော်တို့ပြိတ္တတွေအရန်ဝေဖန်လွန်းလို့တာသူလူသားလဲတာကိုခုနောက်ပိုင်းမှာကျွန်တော်မိနစ်60ဟိုပြောင်းတယ်ပေါ့နော်လုံးဝသူကသူ့ရဲ့ဟို system ကိုလုံးဝကိုသူကယုံကြည်ထားတယ်အာဒီပေါ်ဒီလိုကစားမယ်ဆိုရင်ဘယ်လိုပြောမလဲနိုင်မွဲရမယ်ဆိုတဲ့အတိမျိုးသူကဟိုရှိနေရသူ့ကိုသူရှိနေရကစားသမားတွေထဲမှာတော့သူမရိုက်သွင်းပေးနိုင်ဘူးပေါ့နော်အဲ့လိုမျိုး ဖြစ်နေအနီးပြအပြောရင်တော့တို့ချန်ပီယံရှစ်နီးပြတော့ချန်ပီယံရှစ်အတွေးပဲရှိတယ်လို့ကျွန်တော်ခံစားရတာတပြူးရင်းနဲ့ဒီဟိုအင်တာဗျူးတွေမှာလည်းဒီဒီနီးပြပုံတော်ပေါ့နော်တကယ်ဟိုပြောမလဲနီးပြတယောက်အနေနဲ့ professional နီးပြတယောက်အနေနဲ့မဖြေသင့်မဖြေတိုက်တဲ့အစကစကားတွေပေါ့နော်ဒါတွေဖြေးလာတာတပြူးရင်းနဲ့အဲအဆင်မပြေလာဘူးပေါ့နော်ကျွန်တော်တခါ ရှိလိုက်တယ်ဘယ်လိုကိုပါမမပါလာဘူးလားဆိုတော့အဲမေကွန်ဒီဟိုတရင်တော့ကမေးတဲ့ခါမှာဒီကဘာပြင်မနာအင်နာရလာမသိဘူးတွိုင်းလက်ထဲလာမသိဘူးဆိုတော့စကားမျိုးကြီးပြောတာဒါရတော်တော်ဟိုအဆင်မပြေရဗျာကြားတဲ့လူရောအဆင်မပြေဘူးဆိုတော့အဲ့နောက်မှလည်းကျွန်တော်တို့ဒီပေါက်ပေါက်ကြရီဖြီတာနေဟိုဒီနေ့ကိုပမနောက်ဆုံးဖြီသွားတယ်ဖြီသွားတယ်ဆိုကိုပမအာကဘာကြောင့်ခြေစမ်းကြဆင်းနေလဲဆိုတော့ ဟာကြီးဖြည့်သွားတာကြီးကဟိုဘာလဲသူရဲ့နီးစနစ်ကြောင့်မဟုတ်ဘဲနဲ့စိတ်ပိုင်းဆိုင်ရာကြောင့်ဟိုကြာဆင်းသွားတယ်လို့ဖြည့်တာကြီးကအဆင်ပြေဘူးပြတည်မလားတကယ်ဆိုရင်အဲ့စိတ်ပိုင်းဆိုင်ရာကိုသူဘလို့မြင့်တင်ပေးမလဲမတွေ့ဘူးဗျာပြီးတော့ကိုဘမဒီဒီ line ဒီစင်းပြီးတော့ဘောလုံးလက်ခံယူနေရဟိုသူတိနေရဗျာဂျာပရိသက်တောင်မြင်တယ်သူနီးပြူဟာဟို ဒီနီးပြတယောက်တောင်ဖြစ်နေပြီ professional နီးပြတယောက်တောင်ဖြစ်နေပြီဒီအောက်ဒီစင်းယူနေအဆင်မပြေရကြီးကို तू သိရတဲ့နဲ့ပြောင်းလဲမပေးနိုင်တာကဟိုနီးပြူအကြောင်းမဟုတ်ဘူးလို့ငင်းမငင်းတင်ဘူးဗျာဒါကြီးရတယ်မလားအာသူ့အနေနဲ့တခြားဟိုအဖြစ်တစ်ခုကိုပေးသင့်တယ်လို့ထင်ဆိုတော့ကိုလိုင်းကကိုလိုင်းပြောတယ်လို့ပဲဒီအတွေ့အကြုံရှိတဲ့ကစားသမားမှာနောက်ရသည်မှာမဝယ်ဘူးဆိုရင်တော့ဒီလိုပဲလိမ်ပဲလိမ်ပဲဖြစ်နေဖြစ်နေဦးမှာပဲလို့ကျွန်တော်လည်းထင်တယ်ဘာလို့လဲဆိုတော့အတင်းတင်းတိဆောက်ဖို့อ่ะ အာအငယ်လေးကြီးရဲ့လေဟိုပိုရင်ဆယ်ရှိတဲ့ကစားသမားလေးကြီးရဲ့လေမဖြစ်နိုင်ဘူးအကြီးလေးကြီးရဲ့လေမဖြစ်နိုင်ဘူးဒီနှစ်ခုဟိုပေါင်းကောင်းကောင်းပေါင်းဆက်နိုင်တဲ့အသင်းကဒါလျင်ရှေ့ကိုရောက်တယ်ဖလားရတယ်ပေါ့နော်ပြီးတော့ဟိုအဲဆော့ ကျွန်တော်အမြင်ဆိုရင်လည်းဒီအသင်းပိုင်ရှင်တွေဆက်ပါဒီ support ဒီ supporting director နှစ်ကောင်ပေါ့နော်ဒီဒီကောင်နေရဲ့လုံးပုံရဆိုရင်တော့နောက်ရသည်လည်းဒီတွဲကြုံရှိကမှာခေါ်မယ်လို့မထင်ဘူးဒီလိုပဲလိမ်ပဲလိမ်ပဲဖြစ်နေဦးမယ်လို့ထင်တာပဲဆိုတော့ဒီအခု brady ခုန breaking news တက်လာဆိုတော့ကျွန်တော်တို့ james sponsor ရရတယ်ပေါ့နော်နောက်ဆုံးအဲနောက်ရသည်ကုံတိလေးပွဲကြံတဲ့ james sponsor ရတယ်ဟိုကဒီချိန်မှာဘာထားလို့လဲလို့လည်းတော့အော်လာဆို အဲဇော့ဟိုနောက်ရဒီမှာလည်းဒီလိုပဲကျွန်တော်ကတော့ labeling ပဲဖြစ်နေခုမှာပဲလေဆိုတော့ဒီရဒီတော့ completely တော့ရရလိမ့်မယ်ပေါ့နော်အဲဇော့နောက်ရဒီတကယ်လို့ champion league ဝင်ဝင်ရတယ်ဆိုရင်နောက်မှအုပ်စုပဲရှေ့ဆက်ပြီးဘာမှဖြစ်မှာမဟုတ်ဘူးပေါ့နော် youtuber league တောင်မှသူတို့အနေနဲ့အာတော်တော်ရုန်းကန်ပဲအခြေအနေမျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်တော့ထင်တာပေါ့နော်ဆိုတော့ဟိုကလိုင်းကျွန်တော်တို့တနာကြီးလဲခွဲပြီဆိုတော့နည်းနည်းအအသိလေးပြောပြောပြပါဦး အာတော့တင်းပြီလေတင်းတင်းရတော့ပဲနည်း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 ပေါ့ကွာနော်ဒီဒီဟိုကိုကတော့ဒီ Chelsea နဲ့ပတ်သက်ပြီးတော့လူတိတ်ပြီးတော့မြင်မထားဘူးမြင်မထားဘူးဆိုတော့ဟိုအမှန်တကယ်ပြောရင်ကိုတင်းကိုပဲဒီ focus ထားဆိုတော့ကိုတင်းမှာဆိုရင်တော့ဘယ်ကစားသမားလာရင်အဆင်ပြေနိုင်တယ်ဘယ်ကစားသမားဟိုတော့ခေါ်တင်တယ်ဆိုပြီးတော့ဟိုတွေးထားရမျိုးရှိရပါတော့ဆိုတော့ဒီနေ့တော့အဲ့ကိုထက်ဒီ Chelsea တင်းဆိုရင်ဒီလာမယ့်နှစ်မှာဘယ်လိုဘယ်ကစားသမားကိုခေါ်ခြင်းလဲပေါ့ဘယ်ကစားသမားကို ရကျင်တယ်ဟိုရနိုင်မရရနိုင်တာပဲဖြစ်ဖြစ်ပဲအဓိကရကျင်တာပေါ့တချို့ကတည်းကပြောတော့ဒီသူတို့ရဲ့ဒီ really close ရရောဒီစာချုပ်တတန်းရရောဖြစ်ချင်းဒီမှာဖြစ်နေပဲဒါပေမဲ့ဟိုဒိုးချင်းနဲ့ကစားမတစ်ယောက်နှစ်ယောက်တော့ဒါဆွေးနွေးပြီးတော့ပိတ်လိုက်ရလို့လေအဲဆိုလေဆိုတော့ဘုထက်ချီ Chelsea တွေပေါ့ဘသူခေါ်နေပေါ့နော်အာကျွန်တော်ကအာဘယ်လိုရမလဲလိုချင်တာတော့အဓိကအဓိကကတော့တိုက်တိုက်စစ်တိုက်စစ်ပေါ့နော် တိုက်စစ်မှာ အာဘယ်လိုပြောမလဲငကလက်ချက်စင်တယောက်ထဲနဲ့အစင်မပြေးနေဘူးပေါ့နော်ဒီနီးပြားကလည်းဒီအာတခုအန်ဂူဂူတို့ရှိပြီပဲလေအသုံးမချတတ်ဘူးလို့ကျွန်တော်ကမြင်တာဒီအန်ဂူဂူဆိုရကတော့တတ်သူစိတ်ကောက်တာတွေအာဒီဒီစိတ်ဆိုးတာတွေဒါတွေတော့မပြောလို့ဗျာသူ့အနေနဲ့အာဒီလိုအရင်ချင်းရှိတယ်ဆိုတော့ပရိုဗန်ဖြစ်ပြီးသားကသာသမားတယောက်ကိုတော့ ဟိုအသုံးချနိုင်တင်တယ်လို့ကျွန်တော်ကယူဆပါဘောနော်ဒါပေမဲ့အန်ကူကလည်းစွန်ပြေဘူးဆိုတော့ဘလုံးနေနေတိုက်စစ်မှုကနိုကလက်ဂျက်ဆင်ကိုဖိအားပေးနိုင်တာဒါမှမဟုတ်နိုကလက်ဂျက်ဆင်ကပဲဖိအားပေးတယ်ဒီလိုတိုက်စစ်မှုမျိုးဟိုတယောက်တော့လိုချင်တာဘောနော်အတွေ့အကြုံလည်းရှိရမယ်အခုလောလောဆယ်တော့တရင်ဗာညာတက်တာပီတာယော့ဂရက်စ်တို့ဒီဒီကစားသမားတော့တရင်တက်တယ်ဘောနော်ဒီကစားသမားကလည်းဒီအားဒီမှာအွန်ဖိုင်ယာဖြစ်နေအရင်တုန်းကလည်းချက်စီးနေနေကြိုက်ခဲ့တဲ့ကစားသမားဒီကစားသမားကိုတော့ကျွန်တော်တိုက်စစ်မှာဟိုကြိုက်တယ်ဘောနော်ပြီးတော့ ါဒီအသင်းအသင်းဘက်ကလိုက်တဲ့ကစားသမားဆိုရင်တော့ Lien Delap ပေါ့နော်ဒီ Manchester United တို့ကလည်းဒါရကျင်တယ်ဆိုတဲ့ကစားသမားပေါ့နော်ဒီကစားသမားကိုတော့အာနည်းနည်းဟိုသဘောတော့ကျပါတယ်သဘောကျတယ်လို့ပြောရမှာပေါ့နော် potential ရှိတယ်အာဒီ body structure တိုက်စစ်မှုတရားမှာရှိတဲ့ရှိတတ်တဲ့အာအဒီထားမျိုးရှိတယ်ပေါ့နော်ကိုသွင်းကလည်းအကောင်းနဲ့တည်တတ်တယ်အဲဆိုတော့ဟိုအရင်ချင်းလည်းရှိတယ် ဒီကမ်းမနှစ်ယောက်ပေါ့နော်ပီတာယောဂရက်ရဲ့ကျွန်တော်ရကျင်တာတော့ပီတာယောဂရက်ပေါ့နော်ဒါပေမဲ့အသင်းကလိုက်နေတာလီယန်ဒီလက်ဖြစ်တယ်ပေါ့နော်ဒီနီဗျာရဲ့အာစစ်စတမ်နဲ့အာအစင်ပြင်မဲ့အဲကသသမကသသမဆိုရင်တော့ကျွန်တော်လီယန်ဒီလက်ကိုတော့ပြင်မြင်တယ်ပေါ့နော်ဆိုတော့ဟိုနီဗျာကလည်းဒီလီယန်ဒီလက်ကိုကြိုက်တယ်ဆိုတော့ဒီကမ်းမနှစ်ယောက်တည်းကရကျင်တယ်ဆိုရင်တော့ပီတာယောဂရက်ကိုရကျင်တယ်ဒါပေမဲ့အသင်းဘက်ကတော့လီယန်ဒီလက်ကိုလိုက်နေတယ်ပေါ့နော်နောက်ပြီးတော့ဟို ဟိုတခုရှိတာပါလဲဆိုတော့ကျွန်တော်ဟိုနောက်တန်းပေါ့နော်နောက်တန်းတယောက်လောက်ရကျင်တာနောက်တန်းအထိုင်အထိုင်ပေါ့နော်အထိုင်ဒီအသင်းကိုဥဆောင်နိုင်မယ်ဆိုတဲ့အာကစားသမားမျိုးကျွန်တော်ကလိုချင်တာအခုတော့ဟိုဘီဒက်တဲဘီမဲ့ကိုကွန်မန်ပေးမဲ့လူကမရှိဘူးဗျာဒီလမန်ကူဝဲလို့ဆိုတာတော်တော်တွဲကြုံနုနုတဲ့အသင်းမျိုးဗျာတကယ်အသင်းလက်မှာသာတော်သူဟိုဘယ်လိုပြောမလဲပြားမရှိလို့မို့ချီခွန်း အဲတောက်ပနေပြီမဲ့ဒီလိုချက်စီလိုဟိုမှာမန်ချက်စတာယူနိုက်တက်လိုဒီလိုမျိုးအတင်းကြီးကိုရောက်တဲ့ခါမှာဘယ်မှုတွေခံရမယ်တကယ်အတင်းရဲ့အရှိန်ကွာအဒါလီကစကားပြောတယ်ဗျာဘလို့နေနေတင်မလားအဲ့တော့သူ့နေနေကြောင်ပျောက်တာမျိုးတွေရှိရဲ့ဒီသူကတခြားအာသူကဥဆောင်ရမယ်ဆိုရင်လပိုင်းကိုယ်ရတော့တိတ်အဆင်မပြေဘူးသူနောက်ကနေပြီးတော့လိုက်ရမယ်ဆိုရင်အဆင်ပြေပေါ့နော်ဟိုဆိုတော့ဟိုနောက်တန်းကတော့ဒီတွေ့ကြုံရှိတဲ့ကစားသမားတယောက်ဥမာဟိုဘလူးဟိုဘလူးရုံးနဲ့အသက်ကြီး တီပဲဖြစ်တယ်ဘုမကျွန်တော်တို့ဒီအာတရားကိုစေးပါလို့ကသမားကိုပြန်ခေါ်ရဲဆိုရင်တော့မှကျွန်တော်သဘောကျတယ်ပေါ့နော်အာဒီတို့ကြောင့်ရှိရကသမားနဲ့တွဲပြီးတဲ့ခါမှာဒီကသမားကြီးလည်းဘလို့နေဘလို့နေနေဗျာအာတည်မလားဘလို့နေနေရဲ့အတွေ့အကြုံဟိုတင်ယူရင်းနဲ့ကျွန်တော်တို့အဆင့်တစ်ခုပြန်ရောက်လာပြီးတော့ဆိုတော့ဆိုတော့အဲ့လိုမျိုးနောက်တန်းဟိုဟိုလောက်ထားတဲ့ကသမားအမြင်ထားတဲ့ကသမားမျိုးရဲ့တို့တော့ဟိုမရှိဘူးပေါ့နော်ဆိုတော့ အဲ့လိုကသမာမျိုးတယောက်တော့လိုချင်တယ်ဆိုတော့၂ယောက်ပေါ့နော်တိုက်စစ်မှုတယောက်ရဲ့ဒီနောက်တန်းတယောက်ရဲ့ကွင်းလယ်မှာတော့ကျွန်တော်ပြောစရာမရှိဘူးကွင်းလယ်မှာကျွန်တော်တို့အန်ရီဆန်တို့ကိုပြန်ခေါ်လို့ရတယ်အခုကျွန်တော်တို့လာဗီယာတို့အပြန်ကောင်းလာပြီပေါ့နော်လာဗီယာတို့ပြန်ကောင်းလာပြီဒီကွင်းလယ်မှာအန်ဆိုဖာနန်ဒက်ကန်စီရိုဒီဂယ်မိုင်းနဲ့လုံလောက်တယ်တို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဆိုတော့တလောက်ပါပဲကိုလိုက်ကျွန်တော်တို့ လည်းလည်းတနာကြီးခွဲပါ့မလို့ကျွန်တော်ဘလုံးကြောင်းပြောရင်မမောမမောကြဘူးဆိုတော့ဆိုတော့နောက်လည်းပြောရတယ်ရှိအောင်ပါဆိုတော့အာဒီနေ့တော့ကျွန်တော်တို့ဒီလောက်နေပဲကျွန်တော်တို့ပိတ်ပိတ်ပိတ်လိုက်မယ်ပေါ့နော်ဆိုတော့ကြီးစုပေးကြတဲ့ဟာညီကိုတွေအမောင်မညီကိုမောင်မတွေအားလုံးပေါ့နော်အာဒီအားလုံးကိုကျွန်တော်တို့ဟာကြီးစုတင်ပါတယ်ဆိုတော့ဟိုကိုလိုင်းကိုလည်းကျွန်တော်တို့အာဒီကလို United ပေးရပါတော့ကိုလိုင်းကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဆိုတော့ကိုလိုင်းကျွန်တော်တို့ နားလဲအောင်ကိုအားလုံးဟိုကိုနိုင်ပါ